ယာရီလာအချိန်ခေါင်းလျှော်ရင်မလျှော်ဘူးဆိုပြီးတော့လူကြီးတွေကပြောတာကိုကြုံမှုကြသလားတကယ်လို့အဲ့လိုမျိုးကြုံမှုရဲဆိုလို့ရှိရင်ဒီယာရီလာအချိန်ခေါင်းမလျှော်ရဘူးဆိုတဲ့အယူအဆကမှန်လားဆိုတာကိုဒီဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်လိုက်ကြအောင်မင်္ဂလာပါဒေါက်တာနိုဝင်ဘလော့ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ရှင်အဖေါ်တို့အမေတို့တကယ်လို့ရာသီလာတဲ့အချိန်မှာခေါင်းလျှော်မယ်လို့စီပူးရဆိုလို့ရှင်မလျှော်ရဘူး။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောတာကြီးကြားမှုမယ်ထင်ပါတယ်။ တကယ်လို့ကြားဖို့ရဆိုလို့ရှိရင်ဒီလိုမျိုးလာတဲ့ချိန်မှာခေါင်းလျှော်တာကသူတို့ပြောတဲ့အတိုင်းဖြစ်တာဟုတ်လားမဟုတ်လားဆိုတာကိုသိပ္ပံနေကြကျွန်မရှင်းပြပေးပါမယ်။နံပါတ်1ခေါင်းလျှော်ရေးဘိုင်းအောင်လဲဒီဟာကတော့လုံးဝမမှန်ပါဘူး။ရာသီလာတဲ့ချိန်မှာတအိမ်ကကြွက်သားတွေညစ်တဲ့အတွက်ကြောင့်မလို့ဘိုင်းအောင်တာတွေဖြစ်တတ်တယ်။ဒီဟာကပုံမှန်ရာသီလာရင်ဖြစ်တဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့ခေါင်းလျှော်ရတာနဲ့ဘာမှမသက်ဆိုင်ပါဘူး။ နံပါတ်1စပင်ကျွတ်တယ်ပုံမှန်ယာသီမလာတဲ့ချိန်မှာတော့မစပင်ကတနေ့ကိုအချောင်းတရာလောက်ကျွတ်လေးရှိပါတယ်ယာသီလာတဲ့ချိန်မှာဟော်မုန်းအပြောင်းလဲကြောင့်စပင်အနှဲငယ်ပိုကျွတ်တာတွေဖြစ်တတ်ပေမဲ့ခေါင်းလျှော်လိုက်လို့ရှိရင်ကျွတ်ပြီးသားစပင်တွေကိုတော့ဖယ်ရှားသလိုတရာရောက်ပါတယ်နံပါတ်3ခေါင်းကိုက်စီတယ် ရာသီလာတဲ့ချိန်မှာခေါင်းကိုက်တာကခန္ဓာကိုယ်မှာရှိတဲ့အီစတိုဂျင်ဟော်မုန်းကျဆင်းတဲ့အတွက်ကြောင့်မလို့ဖြစ်တာပါ။ခါလေကြတော့ရှိရင်ခေါင်းလျှော်တဲ့အခါမှာဒီဥယျာဉ်ပြားကိုပို့ပြီးဖိမိတော့လျှော်မိတာတွေ၊နောက်အကြကြခေါင်းလျှော်မိတာတွေ၊ရေရဲအေးတာတွေနဲ့လျှော်တယ်ဆိုလို့ရှိရင်တော့ခေါင်းတစ်ချမ်းကိုက်တာမျိုးဖြစ်တတ်ပေမဲ့ဒါကရာသီနဲ့မဆိုင်ပါဘူး။အဲ့အပြင်ခေါင်းထဲမှာသွေးခက်တတ်တယ်ဆိုပြီးတော့ပြောတာလေအကြပူကြလိမ့်မယ်။လူငယ်တွေမှာခေါင်းမှာသွေးခဲတာကတခြားအကြောင်းအရာတွေကြောင့်ဖြစ်နိုင်တယ်။အဲ့တော့ဒီရာသီလာလို့ခေါင်းမှာသွေးခဲတာလည်းမမှန်ပါဘူးနော်။နံပါတ်၄ ေအေးမိတက်တယ်အေးမိရဆိုတာကဒီ virus ပိုးကြောင့်ဖြစ်တာများတယ်အဲ့တော့ရာသီလာတဲ့အချိန်မှာကိုကရေအေးနဲ့ခေါင်းကိုအကြာကြီးဆိုးနေအောင်ထားတာပဲဖြစ်စေခေါင်းရှော်တဲ့အချိန်ကြာသွားလို့ပဲဖြစ်စေဒီအေးမိတာမျိုးတွေဖြစ်တတ်တယ်ပြီးရင်ရာသီလာတဲ့အချိန်မှာပင်ပန်းပြီးအားနေနေတဲ့အတွက်ကြောင့်လို့ တခြားပုံမှန်ချိန်တက်စာရင်တော့ဖြားနာကလွယ်တယ်လို့တော့ထင်ကြပါလိမ့်မယ်။ဒါကြောင့်မလို့ဒီရာသီတိုင်းချိန်ဖြားနာနေဆိုတာကတိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီးတော့ရောင်းလျှော်လို့ဖြားနာတာမျိုးမဟုတ်ပါဘူးနော်။အားကြောင့်မလို့ရေမမြန်ချိုးခေါင်းမမြန်လျှော်ပြီးတော့ခြောက်အောင်တုပ်လို့ရှိရဒီပြဿနာရဲ့လေဖြေရှင်းပြီးတော့ပဲဖြစ်မှာပါ။ နံပါတ်5ယာတီသွေးရက်သွားတယ်။ဒီယာတီသွေးရက်တယ်ဆိုတာကဟော်မုန်းပြောင်းလဲကြောင့်ဖြစ်တာဖြစ်တိုင်းတယ်။အဲ့တော့တစ်ချက်ပြန်စဉ်းစားကြည့်ရမှာကကို့မှာစိတ်ဖိစီးမှုတွေများနေလား။ပြီးရင်ကိုကဟော်မုန်းပါတဲ့ဆေးဥမှာတားဆီးမျိုးတွေတောက်နေတာမျိုးဖြစ်နေလား။အဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့ယာတီရက်သွားတာမျိုးဖြစ်နိုင်တယ်။နောက်ပြီးခန္ဓာကိုယ်မှာဟော်မုန်းအပြောင်းလဲကြောင့်ယာတီဆက်ဝန်းတိုတာရှိတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒါကြောင့်လို့ယာတီသွေးရက်သွားတာကတိုက်ဆိုင်မှုကြောင့်တော့ဖြစ်နိုင်တယ်။ဒါပေမဲ့ ခေါင်းလျှော်တိုင်းလို့သူရက်သွားတာမျိုးတော့မဟုတ်ပါဘူး။နံပါတ်6ယာတီလာတဲ့အချိန်မစရှင်းဘူး။တချို့ကြေလက်တွေမှာဒီရာသီလာတဲ့ဟာကိုမတက်ရှင်ဘူးလို့သတ်မှတ်ကြလိမ့်မယ်။အဲဒီတော့ဒီမျိုးသမီးတွေကိုဒီဓာစင်သုံးပစ္စည်းတွေဝယ်ရင်တော့မှပုံရှိုးပဲရှိုးနဲ့ဝယ်ရတာမျိုးတွေရှိတယ်။ဒီရာသီလာတဲ့ချိန်မှာရေချိုးတာ ီခေါင်းလျှော်တာတွေကခန္ဓာကိုယ်ကိုတန့်ရှင်းပြီးတော့ပို့ပြီးတော့အောင်စိတ်တွေလန်းဆန်းစေရတဲ့အတွက်ကြောင့်မလို့ဒီရာသီလာတဲ့အချိန်မှာခေါင်းမလျှော်သင့်ဘူးဆိုတဲ့မာယွင်းနဲ့အယူဆလေးကိုမေ့ပြလိုက်ရအောင်နံပါတ်6အလုံးပေါ်လိမ့်မယ်မျိုးသမီးငယ်တွေမှာဒီသွေးခဲပေါ်တာအလုံးပေါ်တာအသားလုံးပေါ်တာတွေကချိုချင်နဲ့ဆက်ဆက်နေတာပဲဖြစ်ပါတယ်။ဒီရာသီလာတဲ့ချိန်မှာဒီသွေးလုံးသွေးခဲပေါ်တွေ့ရတယ်ဆိုတော့ ယူဆကမှားနေပါတယ်ဘာလို့လဲဆိုတော့ဒီသွေးလုံးသွေးခဲအသားလုံးဆိုတာကအမျိုးသမီးငယ်တွေမှာ ဖြစ်လေဖြစ်တာရှိပြီးတော့ဒီတိုက်ဆိုင်မှုကြောင့်ရှားဖွေတွေ့ရှိသွားတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့တိရမှာကအသားလုံးသွေးလုံးဖြစ်တာကတော့ဒါဘယ်မျိုးသမီးမှမဆိုဖြစ်နိုင်ပါဘူးဖြစ်ဆက်ဆက်မှာအမျိုးသမီးတွေကရာသီလာနဲ့ပတ်သက်လို့မတန့်ရှင်ဘူးခွဲခြားဆက်ဆံရန်ခံရတယ်အဲ့လိုမျိုးအဖြစ်ပြက်တွေရှိတဲ့အတွက်ကျွန်မဒီဗီဒီယိုကရာသီလာချိန်နဲ့ပတ်သက်တဲ့အယူဆမှားတစ်ခုကိုပြောပြတာဖြစ်ပါတယ် ရာသီလာတဲ့ချိန်မှာခေါင်းလျှော်တာမလျှော်တာကတော့ကိုယ့်ရဲ့ခံယူချက်ပဲဖြစ်ပါတယ်ရှင်။အထူးသဖြင့်ကိုကသွားစရာတစ်ခုခုရှိတယ်၊ပွင့်နေပွင့်တိုင်းတစ်ခုခုရှိတယ်၊ပြီးရင်စိတ်ကညစ်စီစီနဲ့ခေါင်းကစိတ်ကက်ကက်ဖြစ်နေလို့ခေါင်းကျော်ခြင်းတဲ့ချိန်မှာရာသီလာနဲ့တိုက်ဆိုင်နေရဆိုလို့ရှိရင်လျှော်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မကဒီဗီဒီယိုနဲ့ပြောပြခြင်းဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့အမျိုးသမီးတို့ရာသီလာတဲ့ချိန်မှာခေါင်းလျှော်တာတို့ရေချိုးတာတို့ကိုရှောင်ဖို့မလိုပါဘူး။ကိုနဲ့တက်တောက်တတာဖြစ်တာကိုလို့လို့ရပါတယ်။ ဒီအယူဆတွေကိုဝေမျှပြီးတော့အမျိုးသမီးတို့အစိုးရင်ကင်ကင်းနဲ့အပျော်ရွှင်စရာနေ့လျက်တွေကိုဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးပါရရှင်။အားလုံးပဲဒီမိကနေခလေးအဲကျမရေးဘူတူတာတွေကိုယ်ဆောင်ကျမရေးဘူတူတာတွေခလေးကျမရေးဘူတူတာတွေအမျိုးသမီးကျမရေးဘူတူတာအကြောင်းတွေကိုစုံလင်စွာသိရှိနေဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို subscribe ဒါမှမဟုတ် share လုပ်လို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။